ကဲအခုဆိုတော့ချင်းကျော် Chelsea အသင်းကတော့ကျော် Stamford Bridge မှာကျော် Manchester United ကို1-0ဆိုတဲ့ရလနဲ့တကယ်ကိုအရေးကြီးတဲ့ဒါတကယ်လိုအပ်နေတဲ့အနိုင်၃မှတ်ကိုအရယူနိုင်ခဲ့တယ် ကျောတော်တော်လေးလည်းရင်ကုန်ဆွဲလို့ရှားသွားနေကြီးခဲ့ရတယ်ဗောဗျာဒီပွဲကမှန်းမ်းပြောမယ်ဆိုလို့ရှိရင်တကယ်ချက်စီတွားကျောချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တော်တော်အရေးပါခဲ့တဲ့နိုင်ပွဲလို့ပဲဒါပြောရမှာပဲဒီအကြောင်းတွေမပြောခင်မှာကျွန်တော် page မှာဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးတွေဒါလုပ်ပေးထားတယ်ဒီတပတ်မှာလည်းကျောထူးထူးခြားခြားပဲအဖြစ်ဖြစ်တဲ့သူတွေတဲကမှာကျွန်တော်တို့ရှေ့သုံးတပတ်တုန်းကဒါဂျာစီမဲပေါက်ဖူးခဲ့တဲ့ကိုတိန်ထိုက်ကပဲ နောက်တစ်ကြိမ်ထပ်ပြီးတော့အဖြေမှန်သွားတာပဲဖြစ်ပါတယ်သူဆိုလို့ရှိရင်ဒါအခု Telegram လဲ join ထားတယ်ပြီးတော့အဖြေမှန်ကိုလဲ Telegram မှာလဲမှတ်ထားတယ်မှတ်ထားတဲ့အဖြေကိုလဲကျွန်တော်ဒါ comment ဒါ Facebook post အောက်မှာဒါ screenshot ကိုလာမှတ်ထားတယ် public နဲ့လဲ share ထားတာဖြစ်တဲ့တော့ကြောင့်မလို့ဒီ brother ကတော့နောက်ထပ်တစ်ကြိမ်သာထပ်ပြီးတော့ကန်ထူးသွားပြီပဲဖြစ်ပါတယ်။အားကြောင့်မလို့ဆုစုပေါင်းဒီ brother တို့တဲ့ဒီလထဲမှာကိုပဲဒါဂျာစီနှစ်ထဲနှစ်ထဲတိတိသူတယောက်တည်းဒါ ကန်ထူးသွားတယ်ပဲပြောရမှာပေါ့ဗာသူရဲ့ဒါဂိုးခံမှန်းချက်တွေကလည်းမှန်တယ်ဂိုးစသွင်းမဲ့အသင်းကလည်းမှန်ကန်တာဖြစ်တဲ့အကြောင်းမလို့ စည်းကမ်းချက်တွေကလည်းအကုန်လုံးကိုက်ညီတဲ့အတွက်ကြောင့်မလို့ကျွန်တော်နှစ်ထယ်လုံးကိုဒီ brother ကိုဒီလာကုန်တဲ့ခါကြားလို့ရှိရင်ဒီ jersey ကိုဒါပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်း jersey လက်ဆောင်ကန်ထူးသွားတဲ့သူကပေါ်ထွက်လာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်အဖြေကိုပြောပြပေးခဲ့တယ်ကျွန်တော်နောက်တစ်ပတ်မှာလည်းဒီလိုမျိုးလက်ဆောင်ပေးမယ့်အစီအစဉ်တွေရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရဲ့ pay လေးကိုအမြဲတမ်းစောင့်ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒါပြီးသွားပြီဆိုတော့ကျွန်တော် Chelsea နဲ့ United တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးနဲ့အတူဒါကြောင့်စလိုက်ရအောင် အရင်ဆုံးပြောချင်တာကဗျာဒီနေ့ပွဲတစ်ပွဲလုံးမှာအကောင်းဆုံးကစားသမားကိုပြောမယ်ဆိုလို့ရှိရင်ကာရှိတို့ပဲဒါဒါဘလုံးဝကြီးတဲ့ပြိသက်တွေဆိုလို့ရှိရင်လည်းတိလိုက်မယ်အပွဲကြီးတဲ့သူဆိုလို့ရှိရင်တော့တေချာတိတယ်ကိုက်စီတိုရဲ့ဒီနေ့လှုပ်အားနှုံးကတော်တော်လေးကိုကောင်းသလိုချက်စီအသင်းအတွက်လည်းတကယ်မရှိမဖြစ်ကစားသမားဆိုတာကိုဒီနေ့မှသူကိုယ်တိုင်ဒါထုတ်ပြခဲ့တယ်ဒါကလည်းဒီပွဲစဉ်မှာမဟုတ်ဘူးရှေ့ကပွဲစဉ်ဒီမှာဆိုလို့ရှိရင်လည်းဒါသူ့အနေနဲ့အကောင်းဆုံး performance ကိုပြသခဲ့တယ်ဒီတစ်နှစ်တုန်းရဲ့အကောင်းဆုံး ီ Chelsea အသင်းအတွက်ဒါတရားဒီအကောင်းဆုံးကစားသမားစုနဲ့လည်းတကယ်ကိုထိုက်တန်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်တကယ်တန်းတရားမကတန်တဲ့ခြေစွမ်းကိုဒီနေ့ပွဲမှာလည်းထပ်ပြီးတော့ပြသခဲ့ပါတယ်ဒါတော့ဒါကာစီတို့ပထမဆုံးချီးကျူးတာပါတကယ်ချီးကျူးထိုက်လို့ဒါချီးကျူးတယ်ပြီးလို့ရှိရင်နောက်ထပ်ဘသူတွေ Chelsea အသင်းမှာဒီနေ့ပွဲမှာခြေစွမ်းပြလဲဆိုလို့ရှိရင်ဒါ Pedro Nato လည်းဒါထုံးစံအတိုင်းပဲသူ့ရဲ့ပုံစံအတိုင်းရုံးပေးခဲ့တယ်ဒါပေမဲ့ပထမပိုင်းမှာတော့ Chelsea အသင်းအမားတော်တော်များတယ်ကွင်းလယ်ပိုင်းမှာတော်တော်ကြီးကိုအခြေအနေစုပ်ပြတ်တက်နေတယ်အဓိကကတော့ဒါအန်ဆိုဖာနန်ဒက်ဒီနေ့ပွဲမှာတော်တော်လေး းကိုအခြေအနေသူ့ရဲ့အဆိုးဆုံးခြေစွမ်းကိုမြင်ခဲ့ရတယ်လို့တောင်ပြောလို့ရတယ်သူ့အနေနဲ့ဘောလုံးပေးပို့မှုတွေလည်းမှားတယ်ပြီးလို့ရှိရင်သူ့ရဲ့ passing တွေကလည်းတလုံးမှဒါပေးပို့မှုမမှန်တာထိကိုအလောက်ထိကိုအချင်းကြီးဆိုးရွားခဲ့တယ်အန်ဆိုဖာနန်ဒက်အနေနဲ့သူကန်သွင်းလိုက်တဲ့လုံးတောင် white land ဒါလက်ထိသွားတဲ့တလုံးလောက်ပဲသူ့အနေနဲ့ကျော်ဒီပွဲတစ်ပွဲလုံးမှာတေချာမြင်လိုက်ရတယ်ကြံတဲ့အလုံးတွေအကုန်လုံးအန်ဆိုဖာနန်ဒက်အမားတွေတော်တော်လေးများတယ်ဒါအဓိကတော့အန်ဆိုဖာနန်ဒက်ဒီနေ့ပွဲတော်တော်ချတယ်လို့ပြောချင်တယ် ပြီးလို့ရှိရင်နောက်ထပ်ကစားသမားကြီးကတော့ထူထူအပြစ်ပြောစရာမရှိဘူးအဓိကတကောင်ပဲပြောရမှာဆိုတော့ ိုက်စစ်ပိုင်းမှာဒီနေ့ပွဲမှာဒါပွဲထွက်ခွင့်ရလာတဲ့ကျော်လူငယ်ကစားသမားလေးဂျော်ဂီအနေနဲ့ဒါဒီပွဲကတော့သူ့အတွက်တော်တော်ကြီးကိုခက်ခဲခဲ့တယ်တိုက်စစ်ပိုင်းမှာဘာမှအထောက်အကူမဖြစ်သလိုဘယ်နေရာမှမှလည်းဒါအတုံးမကျခဲ့ဘူးပေါ့ဒီပွဲကတော့တော်တော်လေးကိုသူ့အတွက်ဆိုးရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဒါမဲ့လည်းအဆိုမတ်စကာအနေနဲ့ဒါမတက်နိုင်တဲ့အဆုံးမရှိသုံးသုံးထားရပြီးတော့ပွဲကစားချိန်ဒါမိနစ်80လောက်မှပဲဒါလူစားလဲခဲ့လိုက်ရတယ်ပေါ့ဒါဒီလူငယ်ကစားသမားလေးကအပြစ်တော့အများကြီးတော့ပြောလို့မရဘူးကျွန်တော်လည်းအရင်ကြီးတော့မမျှော်လင့်ထားပါဘူးဒါမဲ့သူ့ရဲ့ခြေစွမ်းအရာတော့ဒီနေ့မှတော်တော်လေးကို ဆိုပါတယ်ဒါသူရာတင်ရထိုက်တဲ့ကိုယ်တွေမရတဲ့အပြင်ကိုမှသူ့အနေနဲ့ဒါ space လဲတော်တော်များများမရှာနိုင်တဲ့အနေအထားမျိုးမှာဖြစ်တဲ့ကြောင့်မလို့သူ့အတွက်ကတော့တော်တော်ကြီးကိုခက်ခဲခဲ့တဲ့ပွဲစဉ်တစ်ပွဲလိုပဲပြောကြည့်နေပြီးလို့ရှိရင်ဒီနေ့ပွဲမှာကိုပမာရဲ့ပတ်စင်လေးလည်းနည်းနည်းလေးအရင်ပွဲကားထက်စာလို့ရှိရင်ဒီနေ့ပွဲမှာနည်းနည်းလေးတော့ ဒါအဆင်ပြေကောင်းပြေလိမ့်နေလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်မျက်လုံးထဲမှာတော့နည်းနည်းလေးဒီနေ့ကိုပါမှာအဆင်ပြေတယ်ပြီးလို့ရှိရင်ဒီနေ့ပွဲရဲ့အနိုင်ကိုပိုင်ရှင်ကျွန်တော်တို့ဒီ Cucurella အနေနဲ့ခေါင်းတိုက်သွားတဲ့အလုံးဆိုလို့ရှိရင်အဲ့ဒီအလုံးကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Race Chain ရဲ့ပါနက်တာလို့ပဲပြောရမယ်သူကန်သွင်းလို့ရတဲ့အနေထားကနေပြီးတော့သူဘယ်မတန်တဲ့အတွက်ကြောင့်မလို့တစ်ချက်ပြန်လှည့်ပြီးတော့360လှည့်ပြီးတော့ပြန်ထောင်တင်ပေးလိုက်တဲ့အလုံးက Cucurella ရဲ့ခေါင်းမော်ကိုကွက်တိကျသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Cucurella အနေနဲ့ထုံးစံအတိုင်းပဲ Chelsea အသင်းကိုထပ်ပြီးတော့ ကယ်တင်သွားခဲ့တာပဲဖြစ်ပါတယ်ဒါဒီပွဲကတော့ကူဂရယ်လာကယ်တင်ခဲ့တဲ့ကူဂရယ်လာနဲ့ကိုင်စီတို့ကယ်တင်ခဲ့တဲ့ပွဲလို့ပဲ ဒါပြောမှာပဲဒါတစ်ဖက်အသင်း United အနေနဲ့လည်းသူတို့ဒီနေ့မှာတော့ဒါ lineup အနေနဲ့ကတော့အကောင်းဆုံးပုံစံနဲ့တော့ဒါကစားသွားခဲ့တယ်ပထမပိုင်းမှာတုန်းကလည်းဒါ Harry Maguire ရဲ့ goal ဆိုလို့ရှိရင်လည်းဒါလူကျွန်ဘောဖြစ်သွားတဲ့အတွက်ကြောင့်မလို့ goal မရရှိခဲ့ဘူးသူတို့အနေနဲ့ဒါလူစင်းအစုံလင်တော့ပွဲထွက်လာခဲ့တယ်ဒါမဲ့ဒုတိယပိုင်းတွင်းကိုတွင်းခံရပြီးတဲ့နောက်မှာဒါ United အနေနဲ့အရန်ကြီးလိုက်မှာကစားတော့ပဲထိုင်းထိုင်းသိမ့်သိမ့်နဲ့ကစားသွားပြီးတော့ဒါလူတွေတင်းလိုက်တဲ့အနေထားမျိုးပေါ့ဒါ1-0နဲ့ပဲလက်လော့လိုက်မယ်ဆိုတဲ့အနေထားမျိုးပထမကတော့သူတို့လာတဲ့ပုံစံကတော့တည်ရမဖြစ်မနေတည်ရအောင်ယူသွားမယ်ဆိုတဲ့ပုံ စံမျိုးနဲ့လာခဲ့တယ်။ဒါပေမဲ့ Chelsea အသင်းကလည်းဒုတိယပိုင်းမှာကျွန်တော်ပထမပိုင်းနဲ့လုံးဝမတူတဲ့ခြေစွမ်းနဲ့ပြန်လာခဲ့ပြီးတော့ဒါဒုတိယပိုင်း ဒါ Google Lite ကောင်းတိုက်သွင်းကိုကနေပြီးပဲ Chelsea တင်းတကယ်ကိုအဖိုးတန်ခဲ့တဲ့ဒါအနိုင်၃မှတ်ကိုဒါအရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီ၃မှတ်ကြောင့်ပဲကျော် Chelsea တင်းခုလက်ရှိအမှတ်ပေးကြမှာဆိုလို့ရှိရင်တော့ဒါ66မှတ်နဲ့ဒါအမှတ်တူ၃သင်းကပ်ရက်ရက်တည်နေတယ်ကျော်ခုဆိုလို့ရှိရင်ကျော် Newcastle ရှိမယ်ကျော် Chelsea ရှိမယ် Aston Villa ရှိမယ်ပြီးလို့ရှိရင်ဒါ Man City တို့ဘာတို့ကလည်းဒါကစားဖို့ကြံရှိနေသေးတာဖြစ်တဲ့ကြောင့်မလို့ဒီအသင်းတွေဒါကစားပြီးသွားတဲ့ခင်အချိန်ကြာလို့ရှိရင်ကျော် Chelsea အသင်းဒါဘလို့အခြေအနေမျိုးတွေရှိမလဲနောက်ဆုံးလက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျော် Nottingham Forest နဲ့ပွဲစားချက်စီအသင်းအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့တေချာပေါ့ကျွန်တော်ချန်ပီယံလိဝင်ခွင့်ကိုဒါရရှိသွားမှာပဲဖြစ်ပါတယ်။ဒါနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဒီနှစ်ပွဲရဲ့ဒါအကောင်းဆုံးကစားသမားကိုတော့ကျွန်တော်အမြင်ပါရောဒါပရိသတ်တွေအမြင်ပါလဲဟာထပ်တူကြားလိုက်မယ်လို့ထင်ပါတယ်ဒါကိုက်ရှီတို့ကိုပဲဒါအကောင်းဆုံးကစားသမားဖြစ်ဒါရွေးချယ်ရင်လည်းဒီနှစ်ပွဲပြီးသုံးသက်ချက်လေးကိုဒီမှာပဲရည်နာခြင်းပါတယ်။ချဲစီတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်။ကျွန်တော်ရဲ့ YouTube channel လေးလည်းရှိတာဖြစ်တဲ့မလို့ YouTube channel လေးကိုလည်းဒါ ် subscribe လုပ်ထားပြီးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ပေးမှာဆိုလို့ရှိရင်အပတ်စဉ်ပတ်တိုင်းဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ပေးလေးကိုဒါစောင့်ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ